Hello အားလုံးပဲမင်္ဂလာပါ EasyGD Mobile ဆရာ Old Channel နေပြီးပြန်လည်ကြိုဆိုလိုက်ပါတယ် Sorry ပြီးတော့မတင်တာနှစ်ပတ်လောက်ရှိပြီเนาะဒီကတော့ဂျာနီမှာ mid term ဖြေလဲရနေတနေ့အလုပ်ရှုပ်သွားလဲပါတော့ Okay ဆိုတော့အရင်ခါကဒီ equation နေ equality နေပတ်သက်တဲ့ပုံစံတွေကို report 1တင်ပြီးပါပြီเนาะဆိုတော့အခု pub 2ပြပြမယ်ဆိုတော့ဒါ couple sentence အောက်ထည့်ရမယ် တော့ဒါပုံမှန် wall program လေးပါရှေ့ရဟာရိုတေဟာကြည့်ခဲ့ပြီဆိုရင်တော့အခုချိန်မှာတော်တော်လေးရနေလောက်ပါပြီ Okay so တော့ဒီမှာ number 1 so number 1ဆိုတော့ဒီမှာ number 2ခုကိုနှစ်နဲ့စားခြင်းကဆိုတော့ equal to ရယ်ဘာလဲဆိုတော့အဲ့ number ကိုပဲဆက်နေလို့ဒီဆိုအဲ့ number 2ခုဆိုတော့ x ထားလိုက်မယ်ဆိုရင် x ကို2နဲ့စားခြင်းဆိုတော့ x by 2က equal to အဲ့ number ကိုပဲဆက်နေနေပါဆိုတော့ x by နဲ့တွဲနေသွားညီ โอเคล่ะဒီကနေ့ငါတို့က8 stem ဝင် လေးရှာပြီးလိုက်ရပြီသူမေးကွန်လေးအဲ့ဒါပဲမေးရဆိုတော့ဆိုတော့အဲ့လိုတုတ်လိုက်ရဖြစ်ရ24ရလိမ့်မယ်။ကဲနောက်တစ်ခုနောက်တစ်ခုကကျတော့ဒီမှာငါတို့ဒီ family ဆိုတာအတွက်ပေါ့နော်။အဲ Barbara ရယ် Sandra ရယ် Matty တောင်းရောက်ပြီးထားတယ်။ဆိုတော့ Barbara ကို8လို့ထားတယ်။ဘာလို့လဲဆိုတော့ Barbara က Sandra နဲ့ရော Matt နဲ့ရောဆက်ဆံမှုရှိနေလို့။နောက် Barbara ကို8ထားလိုက်မယ်ဆိုရင် Sandra ကသူ့တဲ့သုံးစားပေါ်ကျဆိုတော့3 8လို့ အဲဒီမှာကြည့်မယ်ဆိုဘာဘရာက mat 50ပေါ်အတွက် mat ကဘာဘရာက50ပို့နေမယ်ဆိုတဲ့ပေါ်ဆိုတော့ tower ace minus 50ဖြစ်တာ။အဲကြောင့်မှာတော့3 ace ရင် ace ရင် ace minus 50ကိုပေါင်းပေါင်းချင်းကဒီမှာ450ဆိုရင်အဲဒီကတော့ ace ကိုရှာလိုက်ရင်ရတယ်တော့ ace ကိုပဲမြင်ရမှာလို့ဒီလိုတော့ center ဟောင်းမင်းရော3 ace ကိုရှာမယ်၃နဲ့မြောက်ပြရမယ်ဆိုတဲ့ပေါ်။ Okay ။ Okay နောက်တစ်ခုနံပါတ်3 နံပါတ်3မှာကြတော့ဒီမှာတော့ package က3ခုပေးထားတယ်ဒီမှာ first second third ဆိုပြီးတော့ total က15ပေါ့အခုနောက်လိုပဲကတော့ဒီမှာ first second third ဆိုပြီးပေးထားတယ်ဆိုပေမဲ့ second package က2ခုလုံးနဲ့ဆက်စပ်မှုရှိတဲ့ဒါကတော့ eight star လေးအပထမ package က second third နှစ်ဆပို့ကြည့်ရဆိုတော့ 2x ဖြစ်သွားမယ်ပြီးရင် third package ကျတော့3ဆပို့ကြည့်ဆိုတော့ 3x ဖြစ်သွားမယ် ကျွန်တော်2 8 8 3 8ပေါင်းကြည့်တာ15အဲ့ရနေပြောတော့ x ကိုရှာရှာပြီးတော့သူရှာရင်တော့ first ဆိုတော့နည်းနည်းညွှတ်ပေးလိုက်ရတယ်ဇာပဲ Okay အခုတော့ number 2ရဲ့အဖြေကဟောနော် c ရမယ်နော်မပြောခဲ့ရရလို့ဒီမှာဆိုရင် number 3ရဲ့အဖြေက5 c ရ Okay နောက်တစ်ခုကတော့ number 4 number 4ကကြတော့ဒီမှာတော့သင်္ချာ test အတွက်ဆိုတော့ total က190ရရတဲ့ နော်ဒီစင်ရတဲ့နှစ်ခုစာတွေ့အဲ့ဒီမှာ task က first နဲ့ second ဆိုပြီးနှစ်ခုခွဲထားတယ်ဒေါတာကိုကြိုက်ရအောင်တော့ ace ထားလို့ရတယ်ပေါ့နော်ဆိုတော့ဆရာတော့ထုံးတယ်ဒုတိယဟာကိုပဲထားတယ်ဆိုတော့ ace ထားတယ်ဆိုရင်ပထမဟာဒုတိယဟာထက်6မှတ်ပုံနေရဆိုတော့သူက x 6ဖြစ်သွားတယ်ဟုတ်ပြီနော်အဲကြောင့်အဲ့ဒီနှစ်ခုပေါင်းခြင်းဆိုတော့ x 6နဲ့ x နဲ့ပေါင်းခြင်းက180အဲ့ဒီကတော့ x ကိုရှာပြီးမှတော့ပထမဟာကိုရှာဟိုင်းတာဆို6နှုတ်ပြီးလိုက်ရတာဖြစ် okay so သူ့ရဲ့အပြင်ကတော့82ရပါတယ် okay နောက်တစ်ခုဒါမျိုးပုံစံဆိုတော့ဟိုဖော်ဝေါ်မှာတင်ခဲ့တယ်ဗောနော်ဒီဟာပုံစံတင်ခဲ့ okay ဘယ်လိုလဲဆိုရင်ဒီမှာနေဆန်ကမာရီယာတက်နှစ်ဆပေါ်ကြီးအဲ့ဒါဆိုမာရီယာ age ချလိုက်နေဆန်2 age ဆိုတော့ so 6 years ago ဆိုလုံခဲ့6နှစ်ကလို့ဆိုတော့ပြောတယ်ဟုတ်တော့ပြန် လွန်ခဲ့တဲ့6နှစ်မှာနေဆန်းအသက်ကဟို 2ac ရနော်အဲ့တော့6နှစ်လောက်တော့ 2ac minus 6ဖြစ်ပြီး barrier အသက်ကလည်း8 minus 6ဖြစ်သွားတယ်အဲ့ဒီနေမှာဆိုရင်နေဆန်းအသက်က was equal 5 times 5ဆကွာရတယ်ဆိုတော့ပြောတယ် barrier အသက်ကအဲ့တော့ဒီကနေ a coach ရ is ထွက်လာပြီဆိုရင်သူရှာဟိုင်းနာနေဆန်းရဲ့လွန်ခဲ့တဲ့6နှစ်ကအသက်ဆိုတော့ဘာလို့ပြန်ရှာမလဲ ac ရရင် 2ac minus 6ဆိုပြီးတော့ဒီ x နေရာဒီမှာအစားသွင်းလိုက်အပြည့်ထွက်ပြီဆိုတော့အပြည့်ရတန်ရတယ်ဟောပြီးတော့ဒီ flow line ပြီးတော့ ကဲနံပါတ်6ကတော့ထွေတူရှိတာတော့ပြလိုက်လို့ဆိုဆက်ကြော်လိုက်တော့မယ်နံပါတ်7ကိုတော့မယ်နံပါတ်7ကတော့ဒီမှာအာဒီ museum park ကကြတော့ဒီမှာလူကြီးတော် clay တော်တို့ဒီဝင်ငွေလက်မှတ်တွေရောင်းနေပေါ့နော်အဲ့တော့လူကြီးတို့တော်ကကြတော့တယောက်ကို25ဒေါ်လာကြပြီ clay တို့က195ဒေါ်လာကြတယ်အဲ့တော့ group တစ်ခုက total ဒေါ်လာ440ဒီဟာပေးပေးလိုက်တယ်ပေါ့နော်ဒီဘယ်လောက်လဲဒီဝင်ငွေလက်မှတ်20အတွက် ဆိုရင်ဒီထဲမှာ change ဘယ်လောက်ပါမလဲဆိုရင်မေးနောက်ဟာ equation နဲ့တော့ပေါ့စားတော့လေဒီမှာ different တစ်ခုပါတယ် total တစ်ခုပါတယ်တော့ total တစ်ခုစီကိုညီမချင်းရဲ့တစ်ဖက်စီမှာထားလိုက်မယ်ပြီးရင်စစချင်းကကြာတော့ငါတို့ဒီမှာထားပါ attack ကို a ကျောင်းစီထားတယ်အဲ့တစ်ခုပေါ်ည20ပြီးတော့မှ attack က25ဆိုတော့ 25a ပြီး plus children က25ဆို 15c equal to 440ဒီကနေ့ကတော့တွက်ပြီးလိုချင်တဲ့ c ကိုရှာပြရအောင်ဖြည့်ထွက်ပြီ okay Okay, now the core number 8. Dora geometry နဲ့ဆန်သွားပြီ။ဒီမှာသူက regular rectangular garden တွေသူပေးထားတယ်။ဒီမှာလေယာဉ်နဲ့နေပေးထားပြီးသားပေါ့နော်။ဆိုတော့အနံကို x ထားလိုက်ရင်ဒါလေး x ဖြစ်သွားမယ်ဆိုတော့ 2x ပေါ့ဟုတ်လား။သူဗာပေးထားလေ distance ပေးထား။ distance ဆိုတာဘာလဲဆိုတော့ distance ဆိုတာ parameter ကိုပေးထားရဆိုတော့ဟုတ်ပြီနော်။ဆိုတော့ parameter ဆိုဟုတ်ပြီ။အဲ့တော့ဒီ rectangle မှာမျက်နှာချင်းဆိုင်အနိုင်တူတယ်။ တော့ဒါ 2h ဆိုရင်ဒါလည်း 2h ဒါ h ဆိုရင်ဒါလည်း h ပဲဟုတ်ပါလေနော်ဆိုတော့ 2h ရဲ့ h ရဲ့ 2h ရဲ့ h ရဲ့ဒီလေးခုပေါင်းပေါင်းချင်းက120ရပဲအဲ့ရင်ကတော့ h ကိုရှာပေးလိုက်ရပြီဘယ်တော့သူကအနံဝဲရှာခိုင်းတာဆိုတော့ဒါလေးပဲဒါပဲနော် okay ဒါဆိုရင်တော့ဒါကိုချော်လိုက်တော့မယ်ပြီးတော့ဘယ်နားမှာရှိအောင်မလဲဆိုတော့ဒါနဲ့တိုင်တဲ့ဥစ္စာကအာဒီမှာ 396မှာနံပါတ်10ပေါ့အန်တီယာကဲဆိုတော့ဒီမှာဆိုရင်ရောတော့လားစဉ်တလားကိုဒေါ်လာ350ပေးရရဲ့အဲ့ပြင်အပေါင်းထပ်ပြီးတန်းမှဆက်ကွန်မရှင်ပေးရရဲ့သူ့ရဲ့ဒီတိုတယ်လက်မှတ်ပေါ်စဉ်ရရဲ့ဘာလို့သူ့ရဲ့ဒီရောင်းအားပေါ်မူတည်ပြီဆိုတော့ဒါကပုံမှန် salary ဒါကကွန်မရှင်ခါအဲ့လိုဆိုရင်သူအခု at least နဲ့ပေးထားဆိုတော့ဒါကပါလေ real loan equal ဒီလောက်ဒေါ်လာ1100ဟောဖြစ်နေမယ်ဆိုရင်သူ့ရဲ့ဒီလရဲ့ဒီ total sale ဆိုတော့ရှာဟိုင်းနေဆိုတော့တပေါ်တည်းရပါเนาะဆို anyway ခုနကကြည့်မယ်အောင်ဒီလောက်ကိုဟုတ်လား350လုံးနဲ့တွားတွန်းပြီဟုတ်လားဒီလောက်သူဒေါ်လာ350နဲ့တွန်း Okay ဆိုတော့350ရတာအမြဲပေါင်းပေးရမှာဆိုတော့ပေါင်းသွားပြီဟုတ်လားဒီမှာလည်းဒါဒေါ်လာသာပဲဟုတ်တယ်မလား ဒါတော့ပြီးတော့မှသူ့ရဲ့ commission ကဘယ်လိုလာမလဲဆိုတော့အယောင်း total 100ရဲ့တန်းပါဆန်နံပါတ်100ကပါလေ s ဒါရဲ့တန်းပါဆန်ဆိုတော့ 0.1s ပေါ့ဒါပဲဒီကနေကတော့ s တန်းပုံလေးကိုရအောင်ရှာပြီးလဲနောက်ပိုင်းသူ့ရဲ့အဖြေက8ဒေါ်လာလေးပါရှာပြီနော်ဘယ်လိုပုံစံမျိုးတွေ့ပြရမလဲကဲနောက်တစ်ခုကတော့နံပါတ်9သွားကြတာပေါ့ ကဲနံပါတ်5ကိုကြည့်မယ်ဆိုရင်လည်းဒီမှာသူ့ရဲ့ check in ဒီ plus account ကိုကြည့်မယ်ဆိုဘန်ကဒလကို3.95ဒေါ်လာကြာတင်နေအပြင်ကမှထပ်ဆောင်နေ0.1ဒေါ်လာထပ်ကြအောင်ပဲဒီ check check တစ်ခုချင်းစီပေါ်မူတည်ပြီးတော့နော်အဲမှာတော့ဒီတန်ချက်ပြီးသွားပြီဆိုရင်လို့ပြောပါတော့ဆိုတော့ promo တန်ချက်အတွက်ကဒီကသွားပြီအဲ့ဒါတော့ပြီးခေါ်ထားပါ check က70စနစ်ဖြစ်သွားပြီဆိုရင်10ဟုတ်တော့ပို့ပြီဆိုတော့ねငါတို့ကဒီသူ့ commission ကနေ01ဒေါ်လာထပ်ပေးရအောင်မယ်ဆိုတဲ့ပေါ့ ။ငါဒီ check တခုရှင်းနေတိုင်းအတွက်ဟုတ်ပြီ။အဲ့လိုဆိုရင်အတွက်အဲဒီမှာအဲ့အတွက်ဆိုတော့ total monthly fee အတွက်ဆိုတော့ equation တခုတော့ပေးထားသေးတယ်တဲ့။ဆိုတော့တကယ်လို့ exam မှာဒါမျိုး equation မပေးလိုက်ခင်ဒါကိုယ့်ကိုထုတ်ပြီးရေးတတ်မယ်ဆိုတော့ပေါ့။ဟုတ်ပြီနော်။နားလည်ပြီနော်။ okay ဘာလို့ဒီမှာ mi နဲ့ထန်ရေးရလဲဆိုတော့10ခုမြောက်တော့ကတော့ဖြစ်ပြီးတော့10ခုတက်ပို့ရဲ့ဟာကြမှာဒီဟာကိုတုံးမှာမို့လို့เนาะအဲ့ဒီ equation ကတော့ကိုယ့်ကိုထုတ်တတ်ရမယ် အဲ့ဒါမှတော့ပါတယ်သူကချမ24 check ရှိရဆိုပစံမလောက်ရမယ်ဆိုတော့ဒါတော့လုံးဝရိုးရှင်းတဲ့ဒီအန်နီယမ်မှာ24လေးအစားသမီးတွက်ပေးလိုက်အောင်တကယ်လို့ just in case အနေနဲ့ဒါမှပေးခင်ရင်ကတော့ဒီ equation ကိုဒီစာဖတ်ပြီးတွက်တတ်မယ်နော်အဲ့ဒါအရေးကြီးတယ်ဟုတ်ကဲ့နောက်တစ်ခုနံပါတ်10ဒါ constituted နဲ့ပတ်သက်ပြီးရတယ်ကတော့ part 1မှာသင်ခဲ့ပြီးသားပါတယ် set type ဖြစ်တော့ gain ကိုသွားဆိုလိုချင်တယ်โอเคအော်ဒီတော့တစ်ခုရှိရတာ odd ကဒါ even နဲ့တွဲရင် ဟိုအဆင်ပြေလိမ့်မယ်သူ့မိကွန်းနဲ့လွှဲနေပေါ့နော်ဆိုတော့ဒါဆိုရင်ငါတို့ ace ace plus 2 ace plus 4 ace plus 6စသဖြင့်အလေးခုပေါ့ပေါင်းမီဒီယာလေးနဲ့ညီဒီဗီဒီယိုမှာတော့ largest number ဆိုတော့ ace plus 6ကိုရှာပြီးလိုက်တာဒါ Okay Okay နောက်တစ်ခုက the message နဲ့ ကျင်းနံပါတ်7ကတော့ပုံမှန်လုံးကတော့ algebra expression ထုတ်ယူရောပါပဲ။ဟာ x နဲ့5နဲ့မြောက်ချင်း 5x ကိုဒီမှာ less than ပါအတွက် 5x 4ပြီး is equal to is equal to 8 more than ရှိပေါင်းမယ်။ plus the sum of 2 2နဲ့ထပ်ပေါင်းမယ်။ plus ပါလေ the product of 3 and the number of 3x ဆိုဒါလေးပဲ။ဒါ b ။အဲ့တော့မကပ်ပါဘာတယ်နော်။ပုံမှန် algebra expression တွေ့ရမယ်ဆိုတော့ ပစ်တော်နမက်ခွန် Okay ဆိုနမက်စကွန်ပျူတာနမက်စကွန်မှာဆိုရင်ခုနလိုပဲ algebra expression ပုံစံမျိုးဆိုတော့ငါပြန်ကြည့်မယ် product of ပါတယ် -7 8ဆိုတော့ -7 8ပြီး decrease ဆိုတော့နှောက်မယ်ဘာနဲ့နှောက်မှာလဲဆိုတော့ h နဲ့ y နဲ့ပေါင်းညှို့နှောက်ဒီမှာ sum of လို့ပါတယ်ဒီမှာတော့ queen ခါတော့ပြောပါမယ်8 y ဖြစ်သွားတယ်။ဒါတွေ့အပြည့်အေး။ဒါတော့သွားပြီးဒီလိုကြီးတက်လိုက်ရင်မှားတယ်နော်။ အဲ့ဒါဆိုဒီမှာ sum of ဆိုတဲ့ဘောသူ့နံပါတ်နှစ်ခုထက်လာပြီဆိုတော့အဲ့ဒါကြောင့်ကဲနောက်တစ်ခုအပါရှင်ဆိုနံပါတ် of score ဒါလည်းအပေါ်ဟာနဲ့သဘောတရားတူတူပါပဲဒီမှာတော့အာ river girl is telling me ဆိုရင် cynthia 6 is ဖြစ်သွားတယ် in 6 years လာမယ့်6နှစ်မှာလို့ပြောတယ်ဒီမှာကျတော့6ပေါင်းပေးရမယ်တော့ cynthia 6 is plus 6ဖြစ်သွားမယ် river girl is 6ဖြစ်သွားမယ်အဲ့ချိန်မှာဆိုစင်နီယာ will be is equal 3ဆောက်ပို့သွားမယ်ဆိုတော့ဟုတ်လားဒါဆိုရင်တော့အဲ့ကနေ river guy အသက်ဆိုတော့ဒီကတော့2 8ကိုပဲရှာပြီးရှာပြီးအပေါ်ကနေလုံးဝတပုံစံနဲ့မနော်ဆိုတော့ဒါမျိုးပို့ဆိုင်ရဆိုတော့ဒီတိုင်းစဉ်းစားမယ်နော်လုံးဝလွယ်ကူရရှင်း Okay Okay so not equal 21ဒါတော့ပုံမှန် n equality အတွက်ပြောပါမယ်ဒါပုံလေးနဲ့ပါချက်ပြပြရဲဆိုတဲ့ပုံပေါ့နော်ဆိုတော့လုံးဝပြောရင် minus 2 x uh plus 2ရမယ်ပြီး greater than 8ဆိုတော့ minus 2 a ဒါဟိုဘက်တိုက်တော့ greater than minus 4ဖြစ်သွားမယ်အနှုတ်တွေကတော့ပြောရှင်အနှုတ်နဲ့မြောက်တော့ 2x less than 4ဖြစ်သွားမယ် error တိုင်း a less than 2ဖြစ်သွားမယ်ဒါပဲချောင်းသွားရင် equal တော့မပါဘူးဆိုတော့2ကနေဆက်သွားတာဆိုတော့အဲဒီမှာဆိုရင်အဖြေက p ပေါ့2ကနေဆက်သွားရင်ပြပတ်ချက် equal မပါတဲ့အကြောင်းချင်း ဟုတ်ပြီနော် Okay another one is 24 Okay ဒီမှာလူ၄ရောင်ပေးတာနော်တရောင်၂ရောင်၃ရောင်၄ရောင်ပေးထားတယ်ဆိုတော့ဒီမှာဆရာဆန်နဲ့ဒန်နီယယ်အိတ်ထားလေးဘာလို့ဆိုတော့ဒီနှစ်ခုကစိတ်အမောက်တူပဲမဟုတ်လို့ဆိုတော့တစ်ခုအိတ်တိုင်းနောက်တစ်ခုအိတ်ဆရာမှာဆိုတော့ဒီအခြားနှစ်ခုပဲတွက်ဆရာလို့တော့မဟုတ်အဲ့ဒါချက်တော့ anyway ငါတို့ဆန်ကိုအိတ်ထားလိုက်မယ်ဒန်နီယယ်အိတ်ထားလိုက်မယ် Okay စီရီယယ်ကတော့ဒန်နီယယ်ထက်စနစ်ပေါ်များရလို့ပြောတဲ့သူကကြတော့ပြောမယ်ဆိုတော့ ace plus 12ဖြစ်သွားတယ်။နောက်တစ်ခု buff ကကြတော့ကြည့်မယ်။ buff ကစီလီယာရတဲ့ဟာတဲ့သူထိုးထောက်တော့ပဲရတယ်လို့ပြောတယ်။ကျွန်တော်ကတော့ဒီမှာ buff ကစီလီယာရတဲ့ ace plus 12ကိုသူ့ရဲ့တော့ဆိုတော့ ace plus 12 by 2ဆိုတဲ့ပေါ့။ဒါမှမဟုတ်စီလိုဘက်ဖိုင်နဲ့မျှော်လေရတယ်အတူတူပဲ။ဟုတ်ပြီနော်။ anyway သူတို့ရဲ့ total bounce ကခုနကလည်း81ဆိုတော့ဒါရဲ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 ့ပေါင်းပေါင်းပြီးတော့ a ရနေပြီးတော့က ace ကိုရှာလိုက်ရပြီလို့ ace က sample လို့ဒါပဲ okay အဖြေရစီရပါလိမ့်မယ်ဆရာဟိုတော့အသေးစိတ်လေးလိုက်တွေ့ပြမနေတော့ဘူးเนาะ the body ရနေပုံစံရဟိုပဲရှင်းပြရမှာမို့လို့အဲ့ရှိမှဒါရေဘယ်လိုတော့လဲဆိုတော့အရှိမှသင်ခဲ့ပြီးသားမို့လို့ကျနောက်တစ်ခုက27 For 27 months, I mean, previous guy at the child leading candidate 10, 1 by 3, yeah, 5 by 1, 2, 4. So our tau x time is 2 by 2 by 2. 1 by 3 is plus 5 by 1 digital. Okay? It's a matter of the coupon here. The last one, RT 1 by 3 is plus 5 by 1, 2, yeah, AC, a bounding 18072. So our AN is challenge. ဒါပေမဲ့ရှာခိုင်းတာ x ကိုရှာရင်တို့ရှာရင်ဒီမှာတစ်ခုရှိကြတာဒီမှာ x ရဆိုပြီးဝန်သားအာရဒီမှာပြန်အစားသွင်းတွက်ကြတယ်ဆိုတော့မရအောင်လားဆိုတော့ရတယ်ဒါပေမဲ့ကဏ္ဍနေကြီးတယ်ပေါ့နော်အဲ့အစားခုနပြောတဲ့ဒီနှစ်ခုပေါင်းရင်ဆိုတော့ထောက်အောင်ထားစတာလေးပြီးထားရမယ်နော်ဒီ p နဲ့ x နဲ့ပေါင်းရင်ဘယ်လိုဆိုတော့ပြောထားလဲ1839လို့ပြောတာဟုတ်တယ်မလားအဲ့ဒါကလည်းများကတော့ x ကိုရရင်တောင်းသွားနှုတ်ချလိုက်ရင်ချင်းပြီးရပြီဆိုတော့ပုံမြင်တာပေါ့ဟုတ်ပြီနော်ဆိုတော့အဲ့လိုတွက်ရင်ဖြေရ b ရလိမ့်မယ် နော်ဒီမှာအစားသေးတော့မယ်နော်ဒီလိုတွေ့တာပို့ပြီးတော့မြင်တယ်ပို့ပြီးရကနန်းသေးရပေါ့နော်โอเคနောက်တစ်ခုက29ဟောဒီမှာစားစီးလိုက်တယ်နဲ့သူက9ဒေါ်လာနဲ့ဘေးနဲ့10ဒေါ်လာဘေးရှိတယ်။ total က35ပဲရှိရှိပြီးတော့ total က240ဒေါ်လာကျတဲ့နေဆိုကြည့်ရတဲ့ဒါက eco ရှင်းမကြောင်းပုံစံ။ဒါပေမဲ့တီထားမိလားလို့မသိဒီမှာငါတို့ကဒီမှာလေး x ကိုပဲပေးထားတယ်။ဒီမှာလေး x တိပဲပါတယ်။ ဒါဆိုရင် equation နှစ်ချောင်းပုံစံတော့ဟုတ်တယ်ဒါပေမဲ့ငါတို့လို form ပဲရေးခိုင်းနေဆက်တူပါ anyway equation နှစ်ချောင်းအရင်ရေးမယ်ပဲစဉ်းစားပါအောင် b 35ခုရှိတဲ့အတွက် x နဲ့ y နဲ့ပေါင်းရင်35ဘာလို့ဆိုတော့ x ကို5ဒေါ်လာပေးထားတာဟုတ်ဒီမှာညတော့ဝင်ပါလားဒီ total 140ဆိုတော့ဒီမှာတော့ 5x 10y ဟာလားဘာကြောင့်လဲဆိုတော့ဒီမှာလေ140ရေးနေဘာကြောင့်35ဟုတ်တယ်နော်ဒါပေမဲ့ဒီမှာသတိထားမိလားဆိုရင်ဒီခုန y မပေါ x ပဲပါမယ် ကျွန်တော်ဒီအောင်ပုံစံဘယ်လိုပြောလို့ရလဲဆိုရင် y equal to 35 minus x ပြောင်းလိုက်ရတယ်တွေ့လားဟုတ်တယ်နော်အဲကြောင့်မှာတော့ဒီ equation ဖြစ်တဲ့ 5x 10 into ဒီ y နေရာမှာတော့ဒါအစားသိလိုက်ရင်35 minus x ရသွားမယ်ပြီး equal to 240အဲတော့သူနဲ့ကြိုက်တယ်အဲဒီမှာဆိုတော့ဖြစ်မယ်ဖြေက d ပေါ့ဒီလိုလိုက်ရတယ်ဟုတ်ပြီနော် အတော်လေး5ဒေါ်လာပေးရဖို့အတွက်တွက်မယ် equation လို့ဒါပဲပေါ့တော့စားရမှာမှန်ဦးလေနော်ကဲနောက်တစ်ခုနံပါတ်30ဒါရရုံးနေတော့ပါလေ constitute number ဆိုတော့ဒီမှာဘာမှပါအတွက် a a + 2 a + 3 a + 4 compound ပြီးရင်90နဲ့ညီပြီးရင်4 number ဆိုတော့အဲ a + 3ကိုရှာမှာပေါ့ရှာရတာဒါလည်းလွယ်ပါတယ်နော် trade မရှိအောင် ။ဒါပေမဲ့31ကလည်းသူကလည်းကိုကို equation ပြေးထားပြီးသား။ငါတို့ key term ကို item ကို item ကိုဘာလို့ပြောထားပြီးတော့သူပြေးထားတာဗာလေ။ r ပြေးထားတယ်။ i ပြေးထားရတော့ဒီကနေ key ချလိုက်မှာ။ဘုံမခက်ခဲဘူးနော်။ဒါလေးကအရင်လွယ်သွားပါပြီ။ဖြစ်ရတော့သူက4ရလေ။ Okay. ဒါဆိုရင်တော့ဒီ equation and equality ပိုင်းဝင်ရလောက်ပြီးတော့ထင်တယ်ပေါ့နော်။ဆိုတော့ maybe now theory မှာ statistic အပိုင်းရောက်ပြီးထင်တယ်ပေါ့နော်။ဟုတ်တယ်။ ဆိုအားနဲ့ပတ်သက်တဲ့ဟာတွေပေးမယ် step by step နားပြီးနော်တခြားစာအုပ်ဖြစ်ပေါ့အဲ့တော့တခြားသင်္ချာရှင်တွေဆရာ comment မှာမေးထားပြရပါတယ်အဲ့တော့ဒါမျိုး GT သင်္ချာနဲ့ပတ်သက်တာဒီ general သင်္ချာရှင်နဲ့ပတ်သက်တာဖြစ်ဖြစ်အဲလေ့လာခြင်းနဲ့ဆိုရင်ဆရာ channel ကို like and subscribe လုပ်ဖို့လည်းမမေ့ပါနဲ့ဒါဆိုရင်နောက်ထပ် video တွေမှာပြန်တွေ့ပါမယ်ဘိုင်ဘိုင်